ီရှင်နယ်တော်တွင်းပကြီကားလေးကကျွန်တော်လေးလကျော်၅လောက်လောက်ဆွဲခဲ့ရပါတယ်ခင်ဗျာဒီရေးတဲ့ထမတော်တော်ဂုံယူမိရဒါပထမဆုံးရေးတဲ့လက်ရမလို့ညမမှုမှာဒါပထမဆုံးပဲဂတ်ထူဆက်ကူနယ်ပဲရအောင်ရေးခဲ့ရဲအဲကြောင့်မိုးတက်မိပြီးတော့တက်စီသွားသေးရပေါ့နော်အပေါ်ပိုင်းလေးကတက်စီသွားတယ်ပေါ့နော်လာမှာဒီငလင်းလေးလှုပ်ပြီးတော့ ဒီအလုပ်တွေလည်းပိတ်ထားစေအိမ်မှာလည်းဒီအိမ်ရှိမှာပဲနေရပါဘောเนาะအိမ်နေမနေရဲကြဘူးအချိန်မှာဒီလမ်းမပေါ်ပါပဲအားဆွဲထားပါဘောเนาะအချိန်နဲ့350ဝန်းကျင်လေးနဲ့ကျွန်တော်ဒီတံပိုးကိုခေါ်ထားပါတယ်ခင်ဗျဟုတ်ဒီနမောင်မှုကိုလုပ်တယ်ဆိုတော့တော်တော်ကိုခက်ခဲတယ်ပုံမှန်ဆိုရင်ဒီလူကြိုင်နာတဲ့ပကြီးကားရခက်ပေါ်ပကြီးပေါ့เนาะရဲသူတွေနေတဲ့ထဲမှာကျွန်တော်ကပါဝင်ပြီးတော့တရောင်းတနေရနေပြီးတော့ကိုယ့်ရဲ့ယဉ်ကျေးမှုကိုဒီထိမ့်သိမ့်တာပေါ့เนาะဟုတ်ကဲ့ ုတ်ကဲ့တဲ့ကျွန်တော်နာမည်ကဒီဖုန်လင်းကျော်လို့ပဲခေါ်ရအောင်เนาะအနုတင်နာနာမည်ကလည်းဒီကျွန်တော်ရဲ့အမေပေးထားတဲ့ဒီနာမည်ဖုန်လင်းကျော်နဲ့ပဲကျွန်တော်ပွဲဥထပ်တာပါခင်ဗျ။၃နဲ့၄နဲ့ចောင်းသားဘွားပါเนาะဘိုး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 စပြီးခေစားပါเนาะဘိုးဘိုးနေမှာကတ်တုံးလေးဒါဘိုးဘိုးတွေရပါရဲ့ကတ်တုံးစက်ကောင်လေးပဲเนาะဟုတ်ကဲ့တင်ထားတော့လားတင်ထားတော့ပဲခင်ဗျာကျွန်တော်ငယ်စဉ်ဘွားကင်းကရေးထားတဲ့ဟာဒီအထက်လိုက်ရှိရပါเนาะဒါ2020တုန်းကရေးထားတဲ့ပကြီကားလေးပါခင်ဗျာဟုတ်ဒီဟာကကျွန်တော်အကောင့်တော်ဝါ၃မျိုးဆက်ပြီးတော့ကိုယ်တိုင်ဖန်တီးထားပါဘောနော် ကိုယ်တိုင်ဖန်တီးထားတဲ့လေယာဉ်ငကားချင်းတေတိုးပေါ့နော်တတော်ဝါဆန်း၃မျိုးနဲ့ဒီနမဒီမချနီကယ်ခရီချာနမမှုဒီပေါ့နော်ဖန်တီးထားတဲ့တတော်ဝါဆန်းတကောင်ပေါ်ထွက်လာပေါ့နော်ဒါကိုယ်တိုင်ဖန်တီးထားတာတွင်းပကြီးကားလေးကိုကျွန်တော်တရားပွဲတစ်ခုအကုန်နဲ့ ျွန်တော်ရဲ့ senior ကိုတယောက်နဲ့တရားဖို့စီစဉ်ပြီးတော့ရေးဆွဲခဲ့ရပါတော့เนาะဒါပေမဲ့အကြောင်းအကြောင်းအကြောင်းဒီတရားပွဲလေးကမလုပ်ဖြစ်ဘဲနဲ့ကျွန်တော်လက်ရှိပဲကိုယ်တိုင်ထိမ့်သိမ့်ထားပါတော့เนาะဒီပကြီကားလေးကိုရေးဆွဲတော့ကျွန်တော်ဒီတိုင်မြင်ရတယ်ဒီအချက်လက်ဒီမမအောင်ပေါ့เนาะအသက်နိုင်ဆုံးအနွယ်တော်တွေအတိအကိုတွေဒီစာရေးဆရာတွေတွေကနေမင်းနေရတယ်ပုံတွေစုဆောင်ရတယ်ရန်ဟိုဒီလေးလာရဲ့ချင်းကတော်တော်ကြာခဲ့ရပါတော့ပကြီကားရေးရရန်မကြာခဲ့ပါဘူးခင်ဗျဟုတ်ကဲ့ ီးမရေးခင်ဒီ budget လည်းမတက်နိုင်တော့ဘူးเนาะကျွန်တော် jet 2ပေါ်ရေးခဲ့ရပါဘောเนาะ jet 2ဆေးတွေဆိုလဲဒီအတိအတော်တွေကနေပြီးတော့လက်ဆောင်ပေးရဲစုတ်တန်တွေလက်ဆောင်ပေးရဲဟာလေးနေပဲရေးခဲ့ရပါဘောเนาะကိုယ်တိုင်ကမရှိသေးဘူးအရှိရဲ့ဟာလေးနဲ့ကျွန်တော်ရအောင်ရေးခဲ့ရတယ်ဖြစ်အောင်လုပ်ခဲ့ရပါတယ်ခင်ဗျာဟုတ်ရန်နန်တို့ရဲ့ကာကြတော့မယောင်းကျင်ကိုတိုင်းပဲထိမ့်သိမ့်ထားခြင်းနဲ့ ကိုယ်တိုင်အရင်ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ငွေရေးကြီးရာမီတာစုအတွက်ဒီရောင်းခဲ့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒီအင်အားမီတာစုအမေအတွက်ပေါ့နော်အဓိကတော့အဖေတော်ကအဖေတော်ကကြတော့ဒီအဖေတော်ကနိုင်ရေးအတွက်ပေါ့နော်အဖေမဆုံးခင်ပေါ့အဓိကအဖေရဲ့ဒီဖေကကျမရဲ့ခြေနေရပေါ့နော်ဖေကပထမတစ်ခေါက်လေးဖြတ်ပြီးသား7နှစ်ကြာပါတယ်နော်7နှစ်ကြာရဲ့အချိန်မှာခု ီစနစ်တည်းရဲ့အချိန်မှာနောက်တစ်ခေါက်ဒုတိယအကြိမ်ဆက်ပြီးတော့လေဖြတ်သွားတယ်အချိန်မှာငွေကြေးရလိုအပ်တယ်ပေါ့နော်ငွေလိုတော့ကျွန်တော် line ဘောကနေပကြီးကားလေးတင်ရောင်းနေအဲ့ဟာမှာ၄ကားလောက်၃လေးကားလောက်ရောင်းထွက်သွားတယ်ပေါ့နော်၃၄တန်းလောက်ရောင်းထွက်သွားတယ်အပကြီးကား၃ကားလောက်ရောင်းထွက်သွားတဲ့အချိန်မှာဒီရတဲ့ငွေကြေးလေးဒီ KP လေးနဲ့လွှဲပေါ့နော်ရရချင်းမှာပဲအညာကြီးမှာပဲအဖေကွယ်လွန်သွားတယ်ပေါ့နော်အဲ့တော့ရတဲ့ငွေကြေးလေးကိုအဖေအတွက်ဒီနောက်ဆုံးချိန်လေးမှာပဲအသုံးပြုပေးလိုက်တယ်ပေါ့နော် ိုးရဲငွေလေးနဲ့ပဲဒီအိမ်လေးကိုဆက်ပြီးမိုးခဲ့ပေါ့နော်ဟုတ်ဟုတ်ဒီရှင်နာတော်တွင်းပကြီကားလေးကကျွန်တော်လေးလကျော်၅လလောက်ဆွဲခဲ့ရပါခင်ဗျာဒီနန်းတွင်းမှာကျွန်တော်တို့အဆောင်လေးဒီဘင်းသုံးတဲ့မင်းခန်းတော်တစ်စီးတွေကျွန်တော်တို့အဲအကြောင်းအရာတွေကိုအကောင့်တခြားတစ်ခုချင်းလိုက်ပြီးလေးလာရတယ်တို့ကြနန်းတွင်းအကြောင်းဆိုတော့ကျွန်တော်တို့တာမလူအနေနဲ့လက်လန်းမမီရောအနွယ်တော်တွေမေးရရပေါ့နော်ဒီအတိတ်ကိုတွေမေးရရအဲ့ရနေပြီးတော့ဒီဘင်းသုံးဆောင်တစ္စည်းရာစာရေးရတယ်တချို့နေရာမှာကျတော့ကျွန်တော်လက်စွမ်းပြခြင်းလို့တသက် ဒီထည့်သွင်းရေးဆွဲထားတာရှိရဲ့အရင်မူရင်းဟာမဟုတ်ဘဲနဲ့ကိုယ်တိုင်ဆက်တင်သွားရတာရှိရဲ့ပို့ပြီးလာတော့ဘောနော်ထည့်သွင်းထားတာရှိပါတယ်ခင်ဗျဟုတ်ဟုတ်ပုံမှန်ဆိုတော့ဒီဒီကားလေးကိုကိုယ်တိုင်ပဲထိမ့်သိမ့်ထားခြင်းတော့ပြပွဲအတွက်ဆိုပြီးရည်ရွယ်ထားခဲ့ရပါဘောနော်ပထမဆုံးနေနဲ့အပြပွဲလေးကမလုတ်တော့ဘူးဆိုတော့မလုတ်ဖြစ်တော့ဘူးဆိုတော့အခုလက်ရှိကျွန်တော်ကဒီမိသားစုကလည်းနည်းနည်းလေးလိုအပ်နေရပါဘောနော်ငွေကြေးအထက်အကြောင်းမလို့ကျွန်တော်ဒီ90ဝန်းကျင်နဲ့30ဝန်းကျင်လေးနဲ့ကျွန်တော် ဒီတံပိုးကိုခေါ်ထားပါတယ်ခင်ဗျာဟုတ်ပကြီကားကိုကြတော့စီးပွားရေးဆန်ဆန်မရောင်းဘူးပေါ့နော်3သိန်းတန်လို့တတ်မှတ်ထားရဆိုပေမဲ့လည်းကျွန်တော်ကလူတယောက်ကိုကြည့်လိုက်တယ်သူကဒီပကြီကားကိုတကယ်ညံ့လို့ရတယ်တကယ်တံပိုးထားရဒါပေမဲ့သူ့အတွက်ကအငွေကြီးကိုမမိသေးဘူးပေါ့နော်သူလည်းဒီလိုချင်တဲ့တကယ်ကိုညံ့ညံ့လို့တံပိုးထားပြီးတော့ call left လောက်ချင်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်ကဒီကြည့်ပြီးတော့ပေါ့နော်ပေးလိုက်တယ်အရရဲ့ကိုယူသွားဒါပေမဲ့ဒီကိုယ့်ရဲ့ပကြီကားကိုတံပိုးမထားမှာမဟုတ်ဘူးကိုယ့်ရဲ့ပကြီကားကို တန်ဖိုးထားမဲ့ထဲတန်ဖိုးထားမဲ့လူရဲ့လက်ထက်ကိုထည့်ပေးလိုက်တာပေါ့နော်ဟုတ်ကဲ့ဒီ line ပေါ်မှာဆိုရင်ကျွန်တော်ပုံမှန်ဆိုရင်ဒီဈေးနှုန်းเนี่ยလုံးဝမထည့်ဘူးပေါ့နော်ဒီဈေးနှုန်းထည့်ပြီဆိုရင်လည်းကျွန်တော်ကအဲ့ရလိုအပ်လို့တာထည့်ရပေါ့နော်ဒီအိမ်ကိုလည်းကောင်းကောင်းလေးပြင်ချင်တယ်ပေါ့နော်အမေကိုလည်းကြောကျင်တယ်ဒီအမေကလည်းခုဒီကြောက်ကက်နဲ့ဆိုင်ရာပေါ့နော်ကြောက်ကက်လေးဖြစ်နေပေါ့ဒီကြောက်တယ်ရပေါ့နော်အဲ့ရလေးရှိရဲ့ဒီတစ်ချက်တစ်ချက်ပြန်လာလိုက်တက်တာလိုက်ဖြစ်တယ်ပေါ့နော်မိဘကိုဒီ ပြုစုခြင်းနဲ့ပေါ့မိဘကိုလှုပ်ကြွေးခြင်းနဲ့ဟုတ်ဒီရေးရထမှာတော်တော်ဂုံယူမိရဒါပထမအဆုံးရေးတဲ့လက်ရမလို့နမမှုမှာဒါပထမအဆုံးပဲဂတ်ထုစကူနယ်ပဲရအောင်ရေးခဲ့ရဲအဲကြောင့်မလို့မိုးတက်မိပြီးတော့တက်စီသွားသေးရပေါ့နော်အပေါ်ပိုင်းလေးကတက်စီသွားတယ်ပေါ့နော်အဲဒီ2024မှာရေးထားပေါ့နော်တူမာလေးပကြီကားလေးပေါ့တူမာလေးမွေးနေ့မှာအမတ်တရလက်ဆောင်အတီရေးပေးထားခဲ့ရပေါ့နော်မိဖုရားကဒီမိဖုရားကောင်ကြီးဝေးရတဲ့အစင်တစားကိုဆင်မြန်းရတယ် ။ဘရင်ကလည်းဒူးရင်တော့စင်နေရတယ်ပေါ့နော်။ဒီဟာကဒီလိုကြော့ခံပွတ်တက်ဝစ်ဆုံနေပေါ့နော်။ပွတ်တက်ဝစ်ဆုံတစ်မျိုးပေါ့ခင်ဗျ။ဟုတ်။ဒီဟာရောဒီဘက်ညာဘက်မှာအပြူတော်တွေနဲ့ကျွန်တော်နေရာချထားပြီးတော့ဒီဘက်မှာငိမ့်ငိမ့်အပြူတော်ကြီးရေဖွဲပေါ့နော်။တတထော်သေးရဲ့ဒီမှာဒီဆောင်းနေပတလားတွေအောင်လေးတွေပါပေါ့နော်။အဲ့ရနဲ့ကျွန်တော် နေရာချပြီးရေးတယ်ဒီအနောက်တရားစာပေါ့နော်ကျွန်တော်တခြားပုံတွေကနေလည်လာရတယ်တမိုင်းချောင်းကိုကျွန်တော်လှန်ရရပေါ့နော် အရင်ကြာတယ်တမောင်းချောင်းလန်ရတယ်ဒီမှာတုံးတဲ့မီးတိုင်းနေရာစာအုတ်ခုံနေရာစာဒီတကယ်လက်ရှိနေရာနေပြီးတော့ကျွန်တော်လေးလာပြီးတော့ထည့်သွင်းရေးဆွဲထားပါတော့နော်ဒီမှာခစ်ဆက်နော်ဟုတ်တယ်အဲ့ဒါ तू ကရန်ဒီရနာဘုံမရဘူမှာခစ်ကြောင်ဟာပေါ်နေပြီဟုတ်ပုံမှန်ဆိုရင်တော့နော်ကျွန်တော်ကပကြီကားတွေကိုဈေးတက်မှတ်လေးမရှိပါဘူးခင်ဗျာဒီပကြီကားကိုကျွန်တော်50ဆိုပြီးတက်မှတ်ရတယ်ခုလက်ရှိအမေကကျမကြီးကဒီကြောက်တဲ့နေတာပေါ့နော်ကျမကြီးမကောင်းဘူးဒီဘိုက်ကလည်း နာလိုက်တက်တာလိုက်ဖြစ်တယ်ကျွန်တော်အဲ့အတွက်ဒီဆေးဘူးရေးဖို့လိုရပါတော့အဆေးသုံးရမယ်ဆိုတော့ဆေးဘူးအတွက်ဒီပကြီကောကျွန်တော်50ဆိုပြီးကြမ်းစင်ခေးဒီတက်မှတ်လိုက်တယ်ပေါ့နော်သူ့ရဲ့ဒီတန်ဖိုးကိုတက်မှတ်ပြီးတော့တက်မှတ်လိုက်တယ်ဒီဟာလည်းဒီ50ဆိုပေမဲ့ဒီပကြီကောကိုပေါ့နော်ထိမ့်သိမ့်ပြီးမဲ့သူတကယ်ချင်းညံ့နိုးမဲ့သူလက်ထက်ရောက်မယ်ဆိုရင်ကျွန်တော်ကလွှဲတောင်းပေးမှာပါခင်ဗျဒီရလာတဲ့ဒီ ငွေကြေးကိုလည်းဒီမေးရဲ့ကျမရဲ့အတွက်ပေါ့နော်အိမ်အတွက်အိမ်ရဲ့လိုအပ်တဲ့နေရာလေးတွေအမေကိုကတော့မယ်ပေါ့နော်မေးကျမရဲ့ဟုတ်အဲ့လိုပဲဒီကားလေးဖန်တီးနေတဲ့အချိန်မှာလည်းဒီမပြေဆုံးဘူးပေါ့နော်မပြေဆုံးဘူးကျွန်တော်လည်းရှိလဲနောက်ထပ်လည်းညီမမူလေးနဲ့ပတ်သက်ပြီးတော့ဆက်လိုက်ရေးဆွဲသွားပါအောင်မယ်ခင်ဗျာဒီညီမမူလေးကိုလည်းကျွန်တော်ကလေးလာပါခင်ဗျာလေးလာတဲ့အချိန်မှာလည်းအမယွန်းလေးပါသွားပါသွားတဲ့ခါမျိုးလေးလည်းရှိတယ်အဲကြောင့်မို့လို့ကျွန်တော် ဒီနေမမှုလေးတွေနဲ့ပတ်သက်ပြီးတော့ဒီနေမမှုဆရာကြီးကနေပြီးတော့ကျွန်တော်ကိုတွင်တင်ဆုံးမပေးကြပါမှားနေတဲ့နေရာလေးကိုအတူတဘောအတူတဘောဆောင်ပြီးတော့ကျွန်တော်ကိုတင်ပြပေးကြပါအောင်လို့ကျွန်တော်ဒီနေ့အနေနဲ့ပြောလိုက်ပြသေးခင်ဗျာ